အားလုံးမင်္ဂလာပါအောင်ဟိန် channel မှာကြိုဆိုပါတယ်ကျွန်တော်အခုပြောပြမယ့်အကြောင်းအရာကတော့လမ်းလျှောက်တာ အကောင်းဆုံးလက်ကျင်ခံဖြစ်တယ်ဆိုတဲ့အကြောင်းပြချက်ကူချက်ဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်လမ်းလျှောက်တာဟာဘာကြောင့်အကောင်းဆုံးလက်ကျင်ခံဖြစ်တယ်လဲဆိုတဲ့အချက်ကူချက်ကို ရှင်းရှင်းလင်းလင်းပြောပြပေးပါမယ်နံပါတ်1ဘယ်နေရာမှာမဆိုလွယ်လွယ်ကူကူလျှောက်လို့ရတယ်အကစားရုံဂျင်မလို့ဘူး ကရိယာတွေမလိုဘူးအထူးလက်ကျင့်စရာတွေမလိုဘူးနီးပြစရာလည်းမလိုဘူးအပြင်မှာလမ်းလျှောက်လို့ရတယ်အိမ်ထဲမှာလျှောက်လို့ရတယ်အလုံးမှာဒါမှမဟုတ်ဈေးဝယ်စင်တာထဲမှာတောင်လျှောက်လို့ရတယ်တက်တောင်တက်တာရှိတဲ့ဖနာကိုစီးပြီးထွက်လိုက်ရုံပါပဲနံပါတ်1နှလုံးအတွက်အရန်ကောင်းတယ်လမ်းလျှောက်တာကတင့်နှလုံးကိုနည်းနည်းပိုခုံစေပြီးနှလုံးကြွက်သားတွေကိုတန်မာစေတယ်သွေးပောင်ခြင်းကိုလက်စထရောနဲ့ နှလုံးယောဂါဖြစ်နိုင်ကြည်ကိုချော့ချပေးတယ်။တနေ့ကိုမိနစ်30ရှောက်ယုံနေတဲ့အများကြီးပြောင်းလဲသွားစီနိုင်ပါတယ်။နံပါတ်3စိတ်ခံစားချက်နဲ့အုံနောက်ကိုအားကောင်းစီတယ်။နားလျှောက်တာကအုံနောက်ကနေအင်ဒိုဖင်းနဲ့ဆီရိုတိုနင်ဟော်မုန်းလိုမျိုးစိတ်ချမ်းသာစေတဲ့ဓာတုပစ္စည်းတွေထုတ်လုပ်ဖို့ကူညီပေးတယ်။စိတ်ဖိစီးမှုစိုးရိမ်စိတ်နဲ့စိတ်ဓာတ်ကျဆင်းခြင်းတွေကို ချော့ချပေးတယ်။စိတ်မကောင်းဖြစ်နေရင်ဒါမှမဟုတ်ပင်မနွမ်းနယ်နေရင်7မိနစ်လောက်လမ်းလျှောက်တာက စိတ်ကိုငြိမ်သက်စေနိုင်တယ်။နံပါတ်၄ကိုယ်လေးချိန်ထိမ့်ချုပ်ရမှာကူညီတယ်။လမ်းလျှောက်တာကကယ်လိုရီတွေကိုလောင်ကျွမ်းစေပြီးကိုယ်လေးချိန်ချော့ချဖို့နဲ့ကိုယ်လေးချိန်ထိမ့်ထားဖို့ကူညီပေးတယ်။ပြေးတာလောက်မြန်မြန်ကယ်လိုရီမလောင်ကျွမ်းပေမဲ့ နေ့တိုင်းလိုက်နာဖို့ပိုလွယ်ကူစေတယ်။လုံခြုံမှုလည်းပိုရှိစေတယ်။အစားစားပြီးလမ်းလျှောက်တာကတွေ့ရင်းပိုကောင်းအောင်စီမံပေးတယ်။နံပါတ်၅အရိုးအစ်စ်တွေကိုတန်ပါစေတယ်။လမ်းလျှောက်တာကကိုယ်လေးချိန်ကိုထိမ့်ပြီးလှုပ်ဆောင်ရတဲ့လှုပ်ရှားမှုမျိုးအရိုးတွေကိုပုံမတန်ပါစေတယ်။ဒူကောင်းတင်မနဲ့ခါအောက်ပိုင်းကအစ်စ်တွေကိုပျော်ပြောင်းစေတယ်။ အသက်ကြီးလာရင်အစ်စ်နာတာတွေကိုရှော့ချပေးပြီးအယိုးပွားတာကိုလည်းကာကွယ်ပေးနိုင်။နံပါတ်6အသက်ရှူခြင်းနဲ့စွမ်းအင်တွေကိုတိုးစေတယ်။ပိုပြီးလမ်းလျှောက်လေးလေးတင့်ရဲ့အဆုတ်နဲ့ကြွက်သားတွေကပိုတန်မာလေးလေးဖြစ်ပြီးအသက်ရှူတာလည်းပိုကောင်းလေးလေးဖြစ်လာပါတယ်။ခန္ဓာကိုယ်ထဲကိုအောက်ဆီဂျင်ပိုရောက်ပြီးစွမ်းအင်တွေတိုးပွားလာတယ်။အချိန်ကြာလာတာနဲ့အမျှနေ့စဉ်လုပ်ငန်းဆောင်တာတွေကိုလည်းလုပ်တဲ့အခါ ပင်မန်းတာနဲလာညီမခုနဲ့နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စီတယ်နေတိုင်းလမ်းလျှောက်တာကခန္ဓာကိုယ်ကိုပြည်လျော့စီတယ်အိပ်ဆက်မှုအရေးသွေးကိုတိုးတက်စီတယ်မနေ့ခင်းမှာလမ်းလျှောက်ရင်နေအောင်ကြီးရတာက ကိုယ့်ရဲ့ကိုယ်တွင်းနာရီ internal clock ကို ပြန်ညှိပေးပြီးအိပ်ဆက်ခြင်းကိုထိန်းချုပ်ပေးတယ်ပုံမှန်လမ်းလျှောက်တဲ့သူတွေကပုံမြန်မြန်အိပ်ပျော်ပြီးပို့ပြီးနှစ်နှစ်ခြိုက်ခြိုက်အိပ်ဆက်တတ်ကြတယ် နံပါတ်၈အခမဲ့ဖြစ်ပြီးဘေးကင်းတယ်။ဂျင်ပြေးပေးစရာမလိုဘူးဈေးကြီးတဲ့ကိရိယာတွေဝယ်စရာမလိုဘူးပြေးတာဒါမှမဟုတ်ပြင်းထန်တဲ့အားကစားတွေနဲ့ရှင်ရင်ထိခိုက်ဒဏ်ရာရနိုင်ကြီးအလွန်နှေးပါပါတယ်။ဒါရေရှည်လှုပ်ဆောင်လို့ရပြီးအသက်ကြီးတဲ့အထိလှုပ်ဆောင်နိုင်တဲ့အကောင်းဆုံးလက်ကျင်ခံတစ်ခုဖြစ်ပါတယ်။နံပါတ်၉လူမှုဘဝနဲ့မိသားစုဘဝအတွက်ကောင်းမွန်တယ်။တငယ်ချင်းတွေ မိသားစုတွေဒါမှမဟုတ်အိမ်မွေးတိရိစ္ဆာန်တွေနဲ့အတူလမ်းလျှောက်လို့ရတာမို့ပျော်စရာကောင်းတဲ့အချိန်အတူတုံးတဲ့လှုပ်ရှားမှုတစ်ခုဖြစ်ပါတယ်စကားပြောဖို့စဉ်းစားဖို့ဒါမှမဟုတ်သဘာဝအလှကိုအတူတူခံစားဖို့အချိန်ရစေတယ်တစုံတစ်ယောက်နဲ့ခဏတာလမ်းလျှောက်တာကတော့ဆက်ဆံရေးကိုပိုကောင်းစေပြီးစိတ်ခံစားချက်ကိုမြင့်တင်ပေးနိုင်လမ်းလျှောက်တာကဘာဖြစ်လို့အကောင်းဆုံးနေ့ကျင်ကဖြစ်ရသလဲလမ်းလျှောက်တာကရိုးရှင်းတယ်ဘေးကင်းတယ်အစွမ်းထက်တယ်ဆိုတဲ့အရာ၃ခုပေါင်းစပ်ထားတာပါ တင့်ရဲ့ခန္ဓာကိုယ်အုံနောက်စိတ်ခံစားချက်နဲ့ရေရှည်ကျန်းမာရေးအတွက်ကောင်းမွန်ပြီးဘယ်သူမဆိုးအသက်အရွယ်မရွေးလုပ်နိုင်ပါတယ်။ဒါကြောင့်လမ်းလျှောက်တာက အကောင်းဆုံးလေ့ကျင့်ခန်းတစ်ခုဖြစ်တယ်။လမ်းလျှောက်တာကခက်ခဲစရာမလိုပါဘူး။တင့်ပွားရဲ့အစိတ်ပိုင်းတစ်ခုဖြစ်လာအောင်တလှမ်းချင်းလှုပ်သွားရုံပါပဲ။ဒါဟာတင်လုံနိုင်တဲ့အလွယ်ကူဆုံးနဲ့အကျန်းမာဆုံးအလေ့ကျင့်တွေတဲကတစ်ခုပါပဲ။အစဆုံးကြည့်ရှုအားပေးတဲ့အတွက်ကြောင့်ကျေးဇူးတင်ပါတယ်။ နောက်နောက်လိုလိုကူကူကြည့်ရှုနိုင်ဖို့အတွက် strike ကိုဒီချိန်နှိပ်ပေးထားပါလို့မြစ်တာရက်ခံပါတယ်။လိုက်နေ share ကိုလည်းနှိပ်ပေးစီခြင်းပါတယ်။လူသားအားလုံးလွတ်လပ်ပျော်ရွှင်တဲ့ဘဝတွေကိုပိုင်ဆိုင်ကြပါစေလို့ဆုတောင်းလိုက်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ Have a nice day